်မင်္ဂလာပါဗျအားလုံးကြပါပါစေချမ်းသာပါစေပိုင်ရဲကိုမျက်နှာမြင်ပိုင်ကိုသင်ကြလို့အားလုံးပျော်ရွှင်ပါစေကျောင်းကိုပိုင်ကြီးစုမကောင်းတောင်းပါနဲ့ဒီနေ့က28ကစပြီးတော့တဲ့ဒါလွတ်တော်ကိုယ်စားလှယ်တွေကမဲရွေးမဲဆွဲပိုင်ဝင်ရှိပြီပေါ့နော်ဒီနေ့မှကျွန်တော်ပြောချင်တယ်လွတ်တော်ကိုယ်စားလှယ်တွေမဲရွေးချက်ပိုင်ဝင်ရှိပြီဒီရွေးကောက်ပွဲကတရားမျှတတဲ့ရွေးကောက်ပွဲကိုဟုတ်ကဟုတ်ရလားလို့ကျွန်တော်မေးခွန်းထုတ်ပြမယ်တရားမျှတတဲ့ရွေးကောက်ပွဲလုံးဝမဖြစ်ဘူးနော်အဲ့ဒါဘာလဲဆိုတာကျွန်တော်ပြောပြမယ်နောက်တစ်ခုပါတီတွေပါတီတွေက ဒါမျိုးတွေဖြစ်မလာအောင်ကျွန်တော်တို့စောင့်ထိန်ရှောင်ရမယ်ကျွန်တော်ပြည်သူတွေကလည်းဒါမျိုးတွေကိုမျက်လုံးတောက်တောက်ကြည့်နေမယ်ဒါကဒီမှာကြည့်လိုက်ဟိုမွတ်စလင်တွေကအပေါ်မှာခုံဝန်းထိုင်နေအောက်မှာဖုံကြီးရဟန်းကိုရင်တန်ကားတွေနော်ဒါတွေမြင်တော့အိမ်ရှင်တွေကအောက်မှာထိုင်ပြီးတော့အိမ်ငါးတွေအပေါ်မှာတင်သားလို့ဖြစ်နေတယ်ဒါမျိုးတွေဖြစ်လာမယ့်ပါတီကိုလည်းပဲကျွန်တော်တို့ပြည်သူလူထုတွေအကုန်စောင့်ကြည့်ရမယ်နော်ပြည်သူလူထုတွေစောင့်ကြည့်ရမယ်ဒါကျွန်တော်တို့အတွက်နိုင်ငံအတွက်အရေးကြီးတယ်တန်ဖို့ကြီးတယ်နိုင်ငံအတွက်အရေးကြီးတယ်တန်ဖို့ကြီးတယ်နောက်နံပါတ် ေါ်သက်သက်ခိုင်ပါတီတောင်းဆက်ပြပြဒေါ်သက်သက်ခိုင်ကဟာကျွန်တော်ပြောပြမယ်ဒါသူတို့ဦးနေတော့ကဒီအဆောက်ကိစ္စဗျာငွေကျက်ဗီလန်တရားလို့ဒါကျွန်တော်တို့အကြမ်းပြန်ကြားသိရတာကြီးကစီးပွားရေးနဲ့ငါဒါနိုင်ငံရေးကိုဒါလက်ကစားတဲ့ဆိုပြီးတော့ဒါအကြမ်းဖက်မီဒီယာတွေကနဲ့တစ်ဖက်မီဒီယာတွေပြောပြောနေတာကိုကျွန်တော်တို့ကကြားသိသိရတယ်။အဲ့ဒီမှာကျွန်တော်လေးလာကြည့်တယ်စုံစမ်းကြည့်တယ်။ဒီအစအုပ်က LED လက်ထက်မှာဖြစ်တယ်။ LED လက်ထက်မှာဖြစ်ပြီးတော့သူဂျားကလာလေးကြာသွားတယ်။ ဟုတ်ပြီကဲတန်းကိုကျွန်တော်မပြောတော့အနီးစပ်ဆုံးမှပြောပြမယ်ပြီးတဲ့ခါကျတော့ဒီစစ်ကော်မရှင်ဘက်မှာဒါချက်အစိုးရဘက်မှာတာဝန်ထမ်းဆောင်တယ်အဲဟိုတယ်ကီးသွားလာအေးမှာလည်းတာဝန်ထမ်းဆောင်တယ်နောက်တခါဝေကြီးဖြစ်တာဝန်ထမ်းဆောင်တယ်နောက်တခါလူမှုဝန်ထမ်းကဲစိမ်းမှာလည်းတာဝန်ထမ်းဆောင်တယ်နှစ်နေရာပေါ့ဗျာတာဝန်ထမ်းဆောင်တာတွေ့တယ်အဲ့ဒီဝေကြီးနှစ်နေရာတာဝန်ထမ်းဆောင်တဲ့နေရာမှာသူဒီဟာကိုသူလုတ်လို့ရတယ်အာနာနဲ့လည်းလို့အခရီးတရားနဲ့လည်းသူလုတ်လို့ရတယ်ဒါပေမဲ့ခုချိန်ကျမှပြဿနာထားဖြစ်တယ်မလုတ်ခဲ့လို့ပေါ့လုတ်ခဲ့မယ်ဆိုရင် အခရီးတရားသူလောက်ခဲ့မယ်ဆိုလို့ရှိရင်ဒီအဲဒီဟာဒီပြဿနာဒီတိပါလာတဲ့အကြောင်းမရှိဘူးဒီတော့ငွေဘီလန်တရားလောက်ဆိုတော့ဝင်ကြီးတွေကအေးစေးတသားရရဟိုလည်းဒီလည်းလဲလဲလို့ရတဲ့သူတွေလည်းရှိတယ်ပေါ့ဗျာအဲရှိလည်းရှိပဲရှိကောင်းလည်းရှိမယ်ကဲတော့မပြောပါဘူးဟုတ်လားအဲကျွန်တော်တို့ LED လက်ထက်မှာဆိုဒါကြားသိရတဲ့ဝင်ကြီးတွေအများကြီးပဲဒီထက်မှာကတော့အများကြီးကြားသိရတာရှိတယ်အဲ့တော့မပြောတော့ဘူးအဲ့တော့သူဘာမှမလုပ်ယူသားခဲ့တယ်လို့ကျွန်တော်နေနဲ့သုံးသက်တယ်ဒါပေမဲ့သုံးသက်တဲ့အချိန်မှာဒေါ်တသက်ခိုင်ကိုပိုင်ရဲကိုရအာဟိုနဲ့ ဟိုထောက်ခံလို့လားဒေါက်တာခိုင်ကိုကြိုက်လို့လားအဲဒါဒီပီသုံးလုံးဖွဲ့စီကိုကြိုက်လို့လားကျွန်တော်အဲ့ဒါကိုပြောတာမဟုတ်သူရဲ့အခိတရားကေရှင်းနေတဲ့ကိစ္စတခုကိုကျွန်တော်ဒါဒီညာလေးကိုမိမောင်းထုတ်ပြတာဖြစ်တယ်။နှမို့ဆိုဗျာဒါသူကသူဒီကိစ္စကသူကသူဝင်ကြီးဖြစ်တဲ့အချိန်မှာရှင်းလို့ရတဲ့ကိစ္စပဲ။ဝင်ကြီးဖြစ်တဲ့အချိန်မှာသူဝင်ကြီးဖြစ်တဲ့အချိန်မှာကျွန်တော်ကအဲ့မှာ TV မှာထိုင်ကြည့်မိတယ်။ထိုင်ကြည့်မိတယ်ဆိုတော့ဒေါက်တာသက်ခိုင်ကိုထိုင်ကြည့်မိတယ်ဆိုတော့ဒေါက်ဆန်းစုကြည်တောင်းလို့ပဲကျွန်တော်ထိုင်ကြည့်မိတာ။ဒေါက်ဆန်းစုကြည်မှာ TV ကပေါ်လာပြီဆိုကျွန်တော်မှမပြောက်မချင်းကိုထိုင်ကြည့်တာ။ ထိုးသီးနောက်မှာဒေါ်သက်သက်ခိုင်မြာအာတီဗီကိုထိုင်ကြည့်လိုက်လို့သတင်းထိုင်ကြည့်လိုက်လို့သူတို့အစည်းအဝေးပဲတမသူမျက်နှာတစ်ချက်မြင်တော့ဟောဒါထိုးနေအောင်လည်းဒူတယ်ထိုးနေအောင်လို့အမြဲတမ်းကျွန်တော်ဗဇက်ကတေးတို့ပြောခဲ့တာဒါကျွန်တော်မှန်တဲ့သစ္စာတကားပြောအဲ့ဒီလိုမျိုးတွေးလို့ကျကျွန်တော်အမြဲတမ်းစောင့်ဆောင်ကြည့်တာတနေ့ကြည့်လိုက်တဲ့ခါကျတော့ဒါသူ့ဘေးနားမှာသူ့ယောက်ျားဆိုတဲ့တယောက်ဝင်နေမှာဗာလဲဝင်ကြီးကဝါဆိုတင်ငန်းကတ္တနာမသိပါဘူးမြောက်အဲ့ဒီတဲ့တဲ့နာနာတခုကနေမှာအဝင်းကြီးနဲ့ဘာညာဆိုပြောလိုက်တော့အဲ့တော့မှကျွန်တော်သူ့ယောက်ျားကိုသွားတွေ့ဘူးလား ောက်တော့ပြီးတော့ကျွန်တော်ကဟာဒါမဲ့ဥတော့တက်တယ်ဥတော့တက်တယ်အဲဥအဲဒါနာမည်သုံးလုံးလားမသိပါဘူးကွာဥတော့တက်တယ်အဲ့မှာကျွန်တော်ကြည့်ရတာအများတမျိုးကြီးဖြစ်သွားတော့အဲ့ဒီကောကျွန်တော်ကဟာစိတ်ဝင်စားမှုအာလုံးဝညော့ကြသွားတယ်။အဲဆိုတော့ကျွန်တော်တို့နိုင်ငံတမနာမှာဖြစ်သွားခဲ့လို့ရှင်တို့ချင်းဒီလိုမျိုးနိုင်ငံတကာကိုလှည့်ပတ်မဲ့အခြေအနေလို့ဆိုတော့ဒီလိုမျိုးပါလားဆိုတော့ကျွန်တော်ကအဲ့ဒီပါတီရဲ့အဲ့ဒီ ဒေါ်သက်သက်ခိုင်မှာပါဒါကျွန်တော်အားယူသွားတယ်ဒါပေမဲ့သူ့ရဲ့ဇိုင်းတာဘိုင်းကတော့ကောင်းတယ်လုံဆောင်တဲ့ function တွေကောင်းတယ်ပညာရည်ချင်းကောင်းတယ်ဒါပေမဲ့ဒီဘိုင်းကတော့ကျွန်တော်တို့ကအားယူသွားတယ်နော်အားယူသွားတော့ကျွန်တော်ဒါအဲဒီဟာကိုတိတ်မကြည့်နော်အဲ့ဒီဘာတီကိုအရင်တော့ကျွန်တော်အရင်အာယုံစိုက်ခဲ့တဲ့အချိန်မှာကြည့်တယ်ပြီးတော့အဲ့ဒီကောင်လေးပေါ့ဒါပြည်သူရှေ့ဆောင်ပါတီနဲ့အလုံးယုံဆွေးနွေးပွဲတဲ့ပါတီဥက္ကဋ္ဌဒေါ်သာဒေါ်သက်သက်ခိုင်နဲ့ဘာလို့အလုံးမှုဆောင်လူငယ်ရေးရဥက္ကဋ္ဌဥက္ကအောင်ရဲထွန်းတို့ရည်တဲ့ဆွေးနွေးကန်တဲ့ဆိုတော့အဲ့ဒါလေးကိုလည်းကျွန်တော်စက်ကြည့်လိုက်တယ်ဒီမှာကျွန်တော်ဖွင့်မြမယ် ယ်တွေပေါ့နော်နောက်လာမဲ့ channel fr တွေပေါ့နော် channel fr တွေကိုလူငယ်တွေကျွန်တော်ရွှေချပေးဖို့လည်းမရတော့ကျွန်တော်စိတ်မစီရတော့စိတ်မစီပေးမှဖြစ်တော့မှာအဲ့တော့အဲ့တော့အဲ့တော့ဟိုလူငယ်တွေကိုရွှေချနေမဟုတ်ဘူးစိတ်မစီပေးရလားဆိုတော့ပုံစံမျိုးပေါ့ဒါမျိုးတွေကြတော့ကျွန်တော်တို့တွေ့တဲ့အခါကျွန်တော်တို့ကနိုင်ငံအတွက်ကိုနိုင်ငံတဲ့နိုင်ငံလေဗျာဒီနိုင်ငံတဲ့နိုင်ငံလုံးရဲ့အာဏာအရရက်ကိုဒါဒီလိုပါတီတွေအောင်နိုင်မဲ့ပါတီတွေကိုလွှဲပေးရမှာဒီလိုလူတွေက ဘာမှမလုပ်ပေးရသေးဘူးလူငယ်တွေကိုဗျာရွှေချားရုံနဲ့မဟုတ်စိတ်မှစီပေးရမယ်ဆိုတော့ဘာကြီးပြောလိုက်တာမှကျွန်တော်စဉ်းစားလို့များမသိသူကနိုင်ငံတကာကိုသူတို့ကဒီမှာတိတ်တကြလှုပ်ပေးပြီးတော့မှအာဒီတဲ့ကောင်းမွန်တဲ့အဲဒီတဲ့ဟာမျိုးနောက်ထပ်တဆင့်မြင့်အောင်ဟာလားဤပညာရေးအစတဆင့်မြင့်အောင်သူတို့ဘာလက်ထပ်လုပ်ပေးရမယ်ဆိုတာမျိုးပလန်ချပြတာမဟုတ်ဘဲနဲ့ဒီလိုမျိုးကြီးပြောတော့ဟာလို့ဟိုဘလို့တွေဖြစ်သွားလဲဆိုတော့ ဲပါတီတွေကဆလာတယ်အလုံးမလုံးရသေးဘူးဗဇက်ကပဲပြောပြီးတော့မှဒီလိုမျိုးတွေဖြစ်လာတာကိုကျွန်တော်ဒါတော့ကသူကအရေးဖိုင်ကျွန်တော်ကြည့်လိုက်တာဒါစစ်မှုထဲဥပဒေဆိုဒါဒီဘက်ဟိုစစ်တပ်ဘက်ကပြောတယ်ဖြစ်မှာဆိုလို့ဒီဟာကိုကျွန်တော်ဖိုင်ကို break ထားပြီးတော့မှဒီဟာလေးပဲပြောပြထုတ်ပြတာအဲ့ဒါမျိုးတွေ့တော့ကျွန်တော်ကအတင်းနဲ့နောက်ဆုတ်သွားတဲ့အနေအထားမျိုးရှိတယ်နောက်အဲ့တော့ပါတီတွေကလည်းပဲအဲဒီကောဝဲပြိုင်တဲ့နေရာမှာကျွန်တော်ပြောချင်တာကလွတ်တော်ကိုယ်စားလှယ်လောင်းနေနေမိမိတို့လုံနိုင်တာလုံပေးနိုင်တာလုံပေးရမယ့်အဟာလေးတွေကိုပဲ မင်းဆွဲစီယုံစေခြင်း ਨੇ ကျွန်တော်အနေနဲ့ပြောတာနောက်တစ်ခုအဲဒီအခုရွေးကောက်ပွဲကတရားများတောင်းမှုလုံးဝမရှိဘူးဆိုတာကျွန်တော်လည်းညှို့ထုတ်ပြမယ်နော်တဖက်မိဒီယာတွေမှာလည်းတောက်ဆော့ပြောနော်ဒီရွေးကောက်ပွဲတရားများတောင်းမှုမရှိဘူးအဲဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုပြီးတော့စစ်ကော်မရှင်စစ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့ဘာပဲညာပြောတာတရားများတောင်းမှုမရှိတာတကယ်အမှန်ဘာကြောင့်တကယ်အမှန်လဲဆိုကျွန်တော်ပြောမယ်ခင်ဗျားတို့ကအကြမ်းဖက်လုပ်တဲ့နေရာတွေမှာတမ်းမလို့ဟိုကကြဲပြီးခံရောပါတီပဲသွားပြီးတော့ပြိုင်လို့ရတယ်ကျန်တဲ့ပါတီတွေပြိုင်လို့ရအောင်ခင်ဗျားတို့လုပ်ပေးလား ။ခင်ဗျားတို့ကအကြမ်းဖက်လုပ်ရက်တွေလုပ်နေတယ်။လုပ်နေတဲ့အခါကျဒီပါတီတွေဘလို့ရှင်ပြီးပြိုင်ရမလဲ။ခင်ဗျားတို့ကပြောတယ်အဲဒီရွေးကောက်ပွဲကဒါတရားမျှတဝင်မရှိတရားမျှတဝင်မရှိအောင်ဘယ်သူလုပ်တာလဲ။ခင်ဗျားတို့ကလုပ်နေတာမဟုတ်လား။တဖက်ကနေကိုအဲအကြမ်းဖက်တွေကိုထောက်ပံ့ပေးတယ်အဲ့အကြမ်းဖက်တွေနေရာတွေမှာအဲရွေးကောက်ပွဲလုံးလုံးမရအောင်နှိုးဆော်တယ်ရွေးကောက်ပွဲလုံးလို့ရှိရင်ဘာဖြစ်တယ်ညာပြဲအဲတမ်းမဲပြန်မဲမဲတပြားနဲ့အဲလူတရခွင်လူတပ်ခွင်မပြုဆိုခမင်းတို့မလုပ်တော့မလားအဲ့ညမှာဘယ်သူမှပြိုင်လို့မရဘူး ဘသူမှပြိုင်တော့မရောက်လေတရားမျှတမှုဖြစ်အောင်ကဲပြီခိုင်ပြိုးလဲပါမယ်ပြီသုံးလုံးလဲပါမယ်နောက်ကပြီပြီပြီလဲပါမယ်ကြားဖြူလဲပါမယ်ကျန်တဲ့အခြားသူတွေပါမယ်ဆိုတဲ့ဟာမျိုးရှင်ပြိုင်တော့မရောက်လေအဲ့ညာကိုအဲ့လူတွေဘလို့မှမသွားရဘူးတိုင်းရင်းမှာတက်တိပြက်တိနဲ့တကယ်ပြစ်တာပြီခိုင်ပြိုးတစ်ခုပဲရှိတယ်ခင်ဗျားတို့လည်းပြီးခဲ့တဲ့ဘက်တော့လည်းပြီးခိုင်မျိုးတက်လိုက်တာလူဦးရေ900ကျော်လောက်ရှိတယ်လို့ကျွန်တော်ကြားသိရတယ်ဒါဘူးလက်ကြီးရဲ့ file တစ် file မှာကျွန်တော်တွေ့လိုက်တာအဲ့တော့တရားများတောင်းမှုရှိတော့ခင်ဗျားတို့ပဲလုံနေတာဟာ ပြီးရင်ခင်ဗျားတို့တရားမြတ်တော့မရှိဘူးအဲဒါဆင်းရွေးကောက်ပွဲဘာဖြစ်နေညာဖြစ်လဲဆိုပြရွေးကောက်ပွဲလားရွေးချယ်ပွဲလားဆိုခင်ဗျားတို့ပြောကြသေးတယ်တကယ်တကယ်ကိုကျွန်တော်ပြောတာရိုးရိုးလေးတရားမြတ်တော့မရှိအောင်ခင်ဗျားတို့လုံနေတာဟောဘယ်နေရာကြီးလိုက်လို့ကြည့်ပြလဲတပိတ်တွေထောင်နေလူ၃ယောက်၄ယောက်လောက်နေအဲမဲအဲတပြားနဲ့လူတက်ခွင့်မပေးပါနဲ့လို့ပါကြအဲ့မှာဘလို့တရားများတာတော့လားခင်ဗျားတို့လိုက်ဖြက်စည်းနေတာခင်ဗျားတို့တနေ့နိုင်အေးကဲပြောပါကချင်ကြက်ကချင်းမုံညမအကုန်လုံးကချင်ကြက်ကရင်ချင်းရခိုင်ဟလား ဲ့ဒီမှာရှိတဲ့အကြမ်းဖက်တွေနေရာတွေကစအကုန်လုံးကကျွန်တော်ပါတီတွေအားလုံးဝင်ပြီးပြိုင်လို့ရအောင်ခမင်းတို့လုပ်ပေးလာတောင်းတော့အကုန်လိုက်လုပ်ပေးနေတယ်ဒီနေရာပြိုင်လို့ရောက်ခမင်းတို့တိုက်ယူရတယ်ပြီးလို့ကျွန်တော်ချင်းအသက်ပေါင်းများစွာသတိပြုတောင်းတော့တိုက်ယူရတယ်ပြီးတော့လို့ချင်းဒီအဆိုးရရဲ့ရန်နေရာလေပတ်ဖို့တော့ကိုသူတို့ဘဝတွေအသက်တွေရင်းပြီးတောက်ဆောက်တိုက်ရတယ်ခမင်းတို့စုပ်သွားတဲ့နေရာတက်ကမှဒီမှာကြံတဲ့ပြည်သူတွေနဲ့အေးချမ်းချမ်းဖြစ်အောင်လုပ်ပဲရွေးကောက်ပွဲလုပ်ပေးရတယ်ဟုတ်လားခမင်းတို့အခုထိမ့်သိမ်းရတယ်ဆိုတဲ့နေရာတွေမှာ ဘလို့ရွေးကောက်ဝဲသွားလုပ်လို့ရမယ်ဘယ်ပါတီတွေကလာပြိုင်ရဲပါလဲအဲ့တော့တရားများတော့မရှိအောင်ဘလို့လုပ်တာလဲတန်းဘကအခုလက်ရှိအစိုးရဘက်ကတရားများတောင်းမှုရှိအောင်လို့အသေးအံလိုက်ပြီးတော့အာဒါတိုက်ယူနေတယ်အခုတလောရတဲ့နေရာလေးမှာမဲကောက်ဝဲမဲယူကောက်ဝဲလို့ရတဲ့နေရာမှာယူကောက်ဝဲပထမတစ်ချိန်မှာတရားနည်းနည်းနေရာလားမသိဘူးဒုတိယချိန်မှာတရားကျော်အာတတိယချိန်မှာ80ကျော်90ကျော်ဒီလို၃ချိန်လောက်ခွဲပြီးလုပ်နေရတယ် အဲ့ဒါခမရတော့တရားများတောက်မှုမရှိအောင်လုပ်တာခမရတို့တရားများတောက်မှုမရှိဘူးလားလို့မေးတယ်တကယ်မရှိဘူးဘာလို့မရှိလဲခမရကြောင့်မရှိတာခမရတို့ကြောင့်မရှိတာအဲ့တော့ကျွန်တော်ပြောရရှင်နေခမရတို့ရဲ့ဇကားကဘာဖြစ်လဲဆိုတော့အဲပြောချင်တာကိုပြောတယ်လုပ်ချင်တာလုပ်တယ်တရားများတောက်မှုမရှိအောင်လုပ်တော့ခမရတို့အဲပြီးတော့စစ်ကောမရှင်ကလုပ်တဲ့ဟာကရွေးကောက်ပွဲကတရားများတောက်မှုမရှိဘူးလို့ပြောတယ်အဲ့တော့ခမရတို့ကပဲမရှိအောင်လုပ်နေတာလားစစ်ကောမရှင်ဘက်ကပဲတရားများတောက်မှုမရှိအောင်လုပ်တာလားဆိုတော့စဉ်းစားဖို့လိုတယ် အဲ့တော့ခင်ဗျားတို့အဲဒီညီငယ်ညီမငယ်တို့ပြည်တဲ့ညီငယ်ညီမမင်းတို့တဲ့တဲ့လွတ်မြောက်ရလွတ်မြောက်ကြောင်ပြည်သူလူထုတွေရလွတ်မြောက်ရလွတ်မြောက်ကြောင်ဒါပဲရှိတယ်မင်းတို့စိုးမိုးနေမိတယ်မှာပါတီပေါင်းစုံဝင်ပြီးပြိုင်လို့ရအောင်မင်းတို့လုတ်ပေးရမှာဘယ်သူမှမမလုတ်ရင်တန်းတော့ဒီဘက်ပြည်ခိုင်ရိုးတစ်ခုပဲမင်းတို့အိုက်ညာတွေသွားလို့ရတယ်သွားလဲသွားရဲတယ်ပြည်တယ်မှာပြည်ခိုင်ရိုးကသွားလဲသွားရဲတယ်မသွားရဲတဲ့အကြောင်းမရှိဘူးဖြစ်ရမှာအဲ့လိုရှိတယ်အဲ့လိုရှိတယ်အဲ့တော့မင်းတို့က အဲမင်းတို့မလိုလားတဲ့သူကပဲမင်းတို့တက်တွေ့အောင်မှာအဲ့တော့မင်းတို့ကတရားမျှတမှုရှိအောင်လုပ်ရမှာမင်းတို့လားတက်မောင်ဘက်ကလားဆိုတော့မင်းတို့စဉ်းစားတရားမျှတမှုရှိအောင်လာခဲ့ကျွန်တော်နားမှာလာလာပြိုင်ကြလာပြိုင်ကြပါတီပေါင်းစုံလာပြိုင်ကြမဲရွေးကဝယ်နိုင်တဲ့ပါတီတက်ဆိုလုပ်ပြန်မှာအခုကမင်းတို့ကမလုပ်ပဲတရားမျှတမှုမရှိဘူးတရားမျှတမှုဆိုအဲစေကောင်းရွေးကဝယ်ဘာဖြစ်လဲညာဖြစ်တဲ့ကံကောကြဆုတ်တတ်ကြဆိုတော့ အဲ့လိုကန့်ကွက်ရှုတ်ချကြဖို့အတွက်မင်းကပြောတယ်ပြီးတော့မင်းတို့လည်းလာပြီးမဲရွေးချက်ပွဲလုံးမဲ့ကိုယ်စားလှယ်တွေလည်းဝင်လာလို့မရအောင်အကုန်ပိတ်ဆို့ထားတယ်နော်အဲ့တော့မင်းတို့ပြောမယ်မျှတမှုမရှိတာရှိလားဆိုတာမင်းတို့မှာထမင်းစားတဲ့ခေါင်းရှင်စဉ်းစားမျှတမှုမရှိအောင်မင်းတို့လုပ်တာနော်မျှတမှုရှိအောင်မင်းတို့လုပ်ပေးပါအဲ့ဒါမှပြည်သူတွေနဲ့ပါတီတွေရဲ့အဲအပေးဆက်ထားတဲ့အချိန်လေးစူးစမ်းအားထုတ်ရတဲ့ပါတီလွတ်တော်ကိုယ်စားလှယ်လောင်းနေနိုင်ငံတော်ဝင်တကယ်ရိုးသားသားနဲ့ထမ်းဆောင်လို့ရအောင်မင်းတို့လှုပ်ဆောင်ပေးဖို့လိုအပ်တယ်နော် ီသူလူထုကိုစစ်အုပ်ချုပ်ရေးအောက်မှာမထားခဲ့ပါနဲ့နော်တပ်မတော်ကစစ်အုပ်ချုပ်ရေးရနေမျိုးမှာဒါအာဒါပါတီစုံဒီမိုကရေစီဘက်ကိုပြန်လည်ကုအသွင်ကူးပြောင်းပေးထားပြီဒါဦးတန်းရွှေလက်ထက်တော်ကလည်းပဲထိုနည်း၎င်းကူးပြောင်းဝေးပြီဒါဦးသိန်းသိန်းတက်လာဦးသိန်းသိန်းလက်ထက်မှာလည်းမင်းတို့ဟိုနေဒေါ်ဆန်းစုကြည်တို့အဲဦးထင်ကျော်တို့တက်လာကြတယ်နော်အဲ့တော့စစ်ကောင်မရှင်းရပဲ OCB အလုံးလုံးလုံးပေးသွားတော့မင်းတို့ခေါင်းထဲမှာမမေ့ဖို့လို့တယ်နော်အဲ့တော့ဒီရွေးကောက်ပွဲကိုမင်းတို့ကနှောက်ရက်တယ် ဟန်တာတယ်မလုပ်ဖို့တွေဒီလိုမျိုးတွေပြောနေတဲ့အခါဒီလိုမျိုးတွေလိုက်ပြီးအနောက်ချက်ပေးနေတဲ့အခါမှာပြည်သူတွေကိုပြည်သူအားလုံးကိုမြန်မာပြည်ထဲမှာနေနေတဲ့သူအားလုံးကိုစိတ်အုပ်ချုပ်ရေးအောက်မှာပဲမင်းတို့ထားပါလားပါတီတော်ဒီမိုကရေစီနဲ့တွားပြီးတော့မှအေးကြမ်းကြမ်းဖြစ်အောင်မင်းတို့မထားဘူးလားအဲ့ဒါမထားအောင်ဆိုမင်းတို့ရဲ့တမိုင်းကမင်းတို့တသက်လုံးရိုင်းနေပြီနော် မင်းတို့တမန်ရမင်းတို့တကူကောင်းတမန်တွေပဲမင်းတို့ကတလိမ့်ဆန်တဲ့နိုင်ကြသူတွေဖြစ်သွားတယ်အဲ့တော့မင်းတို့ပြည်သူတွေအားလုံးကိုရှစ်အုပ်ချုပ်အောင်မထားခဲ့ဘဲနဲ့ဒါဟိုဒီမိုကရေစီအစိုးရအယတားအစိုးရလက်ထဲမှာမင်းတို့ထည့်ပေးခဲ့ဖို့တကူပါကြီးတောင်းဆိုခြင်းနဲ့အဲ့တော့ရိုးရိုးလေးပဲပြောမယ်အဲဒီမဲရွက်ောက်ပွဲကအာမင်းတို့ဟိုတရားမျှတမှုမရှိဘူးဆိုတာမင်းတို့လုံတယ်လို့တရားမျှတမှုမရှိဘူးဆိုတာမင်းတို့သိရှိစေခြင်းနဲ့နားလဲစေခြင်းနဲ့တရားမျှတမှုရှိအောင်မင်းတို့လုပ်ပေးမှရမယ် တမ်တော်ကတော့တရားမျှတမှုရှိအောင်ဆိုပြီးတော့မှရသလောက်နေမြေတွေကိုရအောင်ရှင်းမိတယ်။ရအောင်ရှင်းမိတဲ့နေမြေအေးကျတဲ့နေမြေမှာပါတီပေါင်းစုံပြိုင်လို့ရတယ်။မင်းတို့နေရာမှာဘယ်ပါတီမှပြိုင်လို့မရအောင်ကြက်ခိုင်တူဦးပဲပြိုင်လို့ရတယ်။နော်အဲ့ဒါတရားမျှတမှုမရှိအောင်မင်းတို့ကလုပ်နေတာလားစိတ်ကော်မရှင်ကလုပ်တာလားဆိုတာနားလေသိရှိပါစေဆိုတဲ့အကြောင်းကိုကိုပိုင်ကြီးပြောရင်အားလုံးအနေနဲ့ဂိမ်းပြီးကျမ်းမှကြပါစေချမ်းသာကြပါစေ။